ကွန်မန်ဒါဆပရစ်သွားလို့ရပြီကွန်မန်ဒါဆပရစ်ကြောက်ဘလို့လဲဆိုတော့မင်းဒီလမ်းကိုသွားရင် ရှေ့မှာပြစ်ခတ်မှုဖြစ်နိုင်တယ်မိုင်းရှိနိုင်တယ်လက်နေကြီးလည်းကြားရောက်နိုင်တယ်မင်းတို့ drone နဲ့လည်း drop ပုံးသီးလာချနိုင်တယ်ဒါပေမဲ့မင်းတိုးကိုတိုးရမယ်ဆိုတော့ကွန်မန်ဒါဆပရစ်ဖြစ်သွားတဲ့အခါကြလို့ရှိရင်အခုသူတို့ခေါင်းလေးဝင်ဝင်ပေးလိုက်တာနဲ့သူတို့တကူလုံးတိုးဖို့ကြိုးစားနေပြီဆိုတဲ့အချိန်မှာ MNDA နဲ့နည်းနည်းတင်းမာမှုဖြစ်တယ်ပေါ့နော်ဖြစ်ပြီးတော့မှ MNDA ကလုံးဝဆုတ်ခွာမပေးနိုင်ဘူးဆိုပြီးတော့မှကျွန်တော်တို့ဒါစစ်တပ်ကိုပြန်ပြီးတော့မှ ကောင်းကောင်းပြန်ပြီးတော့မှတုံ့ပြန်ထတာလည်းရှိတယ်ပေါ့နော်အဲ့တော့သူ့ရဲ့အကြောင်းကိုသိတဲ့လူတွေကလည်းခွေးကစားဘယ်လိုမျိုးကုံညာသိဟိုဟာဖြစ်တဲ့ဟိုဟိုဒီ KTB သွားတာစားဘယ်လိုဘားသွားတာစားဘယ်လိုဘယ်လိုမျိုးတွေကိုရေးကိုရာအတွက်တုံးဆွဲနေတယ်ဆိုတော့ဟာတွေလည်းဒါ line ပေါ်မှာကြည်ကြည်ပြန့်ပြန့်အသိတဲ့လူတွေလည်းဝိုင်းပြီးတော့မှ sharing လုပ်ပြီးတော့မှရေးသားနေတဲ့ဟာတွေလည်းတွားပြီးတော့မှတွေ့ရတယ်ပေါ့နော်အဲ့တော့သူအမားတွေလုတ်ခဲ့မယ်အမားတွေလုတ်ခဲ့တာမှန်ခဲ့မယ်ဆိုရင်ပြောတာပါအဲထိခိုက်နေတာလို့တဲ့ စိတ်ကြောင့်ပြောတာမဟုတ်ပါဘူးတမ်ဘရွန်နဲ့အင်လိုင်းဖြစ်တဲ့ပါတီဘယ်ပါတီမြင်လို့လဲအဲနောက်ဆုံးဒီချင်းသေးကြီးပဲမြင်နေတော့ကျွန်တော်ကစိတ်မပါလို့ပါအစရေပြေးရင်နေတာပါနောက်ကျွန်တော်ဘယ်လိုဖြစ်ပါလဲကျွန်တော်မိသားစုဘယ်လိုမျိုးရှိပါတယ်တို့ဘာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်မတတ်ပါနဲ့တို့ဟုတ်အားလုံးမင်္ဂလာပါဒီနေ့ကတော့2025နိုဝင်ဘာ 22ရက်နေပေါ့နော်ဘယ်မှာ22ရက်နေကျွန်တော်တို့လက်ရှိကတော့ကျွန်တော်ဒါမြေပြင်မှာပဲရှိသေးတယ်ပေါ့နော်မြေပြင်မှာပဲရှိသေးရဆိုတော့လည်းအဲ့နောက်ထပ်တရက်နှစ်ရက်ဆိုရင်တော့အာမြေပြင်မှာ ရှိချင်မှရှိရမယ်ပေါ့နော်ကျွန်တော်လည်းတခြားကျန်တဲ့အလုပ်ကလေးတွေလည်းရှိရခါကြတော့ကျွန်တော်ဌာနေကိုမောင်လီပြန်ရတော့မယ်ပေါ့မောင်လီပြန်ရတော့မယ်အခြေအနေမျိုးလေးလည်းရှိတယ်အဲ့တော့လက်ရှိတော့ကျွန်တော်တို့ဒါအဲမောတော်မှာဆိုလို့ရှိရင်တော့အဲဒီကောင်းနေ အဲရှေ့တိုးနိုင်လားဆိုတော့မတိုးနိုင်တဲ့အနေအထားမျိုးကျွန်တော်ပြောလို့ပေါ့နော်ကျွန်တော်ပြောခဲ့လို့ပဲမတိုးနိုင်တဲ့အနေအထားမျိုးဖြစ်နေပြီမနေ့ကဆိုလို့ရှိရင်လည်းတို့ဘက်ကအထီးကိုက်တန်ရရှိမှုတွေရှိတယ်ပေါ့နော်ရှိရဲကျွန်တော်စီးရင်တိကျတာမသိရအထီးကိုက်တန်ရရှိမှုတွေရှိတယ်လို့အဲကျွန်တော်တို့ဒါတို့ဘက်ကပြီးရလွှားရဲ့အဖွဲလေရှိရပါဘောနော်ပြီးရလွှားရဲ့အဖွဲလေရှိရဲအဲတော်တော်ဖီယိုဖီရဲ့ဘောနော်ကျွန်တော်တို့ပြောကျွန်တော်ပြောခဲ့လေဘောပါစာက80ရာခိုင်နှုန်းလောက်ပါတဲ့ခါကျတော့ဒီကောင်းဒီမှာ ဟိုထိမ့်နိုင်သိမ့်မရဖြစ်ပြီးတော့မှတယောက်နဲ့တယောက်ကအဓိကကဗျာဟိုစစ်တပ်ကသူက spirit 3ခုနဲ့တွားရတာဟို spirit 3ခုနဲ့တွားရတာတော့ပရမသုစပြီးတော့မှသူကရဲဘော့နဲ့ဒီအပွားအထက်ရာရှိဆိုတာကပရမသုကျွန်တော်တို့ brotherly ပေါ့နော် brotherly spirit နဲ့စပြီးတော့ညီကိုလိုဆက်ဆံရတယ်ဆက်ဆံပြီးတော့မှအတူเจ้าကိုတီးရမယ်ကိုเจ้าသူတီးရမယ်တယောက်နဲ့တယောက်အဲအเจ้าနေတီးပြီးဆိုတဲ့အခါကျမှ brotherly ရနေပြီးကမှသူကနည်းနည်းလေးဟိုဟာဖြစ်လာတဲ့အခါကျမှသူက ဟိုတယောက်ကြောင့်တယောက်နားလဲပြီဆိုတော့အချင်းအတော်တော့ယူရတာပေါ့နော်ချက်ချင်းလက်ငီးမဖြစ်နိုင်ဘူးပေါ့မဖြစ်နိုင်တဲ့ခါကျတော့ तू က brotherly ပြီးွားတဲ့ခါကျမှ तू က fatherly separate ကိုသွားရတာပေါ့အဲ့ဒီခါကျမှအဖေတယောက်လိုအဲသူတို့အုတ်အုတ်ချောကပြောဆိုရတယ်ဆုံးမရတယ်မင်းတို့ဒီလမ်းသွားရင်တော့ဒေနိုင်တယ်ဒီမှာဆိုရင်တော့မိုင်းရှိနိုင်တယ်အဲဒီချိန်မှာအည့်ရတော့ရင်တော့ပြဿနာဘလို့ရှိနိုင်တယ်ဒီချိန်မှာပြည်သူလူထုစီပါဒီလိုမျိုးဆက်ဆံရင်တော့ဒါတွေကပြဿနာရှိတယ်ဆိုတော့ဟာမျိုးတွေက तू က fatherly separate နဲ့တခါအချိန်တစ်ခုကြာတဲ့အခါမှာ brotherly ရမှသူက fatherly သွားလို့ရတာ哦နောက် fatherly လုံးဝတိဆောက်ပြီးသွားပြီဆိုတဲ့အချိန်ကျမှ commander separate ကိုသွားတော့ရပြီအ commander separate သွားဖို့အတွက်ကြတော့ तू အဲ့နှစ်ခုလုံးတိဆောက်ထားပြီးသွားလို့ရှိရင် commander separate သွားလို့ရပြီ commander separate ကြတော့ဘယ်လိုလဲဆိုတော့ main ဒီလန်းကိုသွားရင်ရှေ့မှာပြစ်ခတ်မှုဖြစ်နိုင်တယ်မိုင်းရှိနိုင်တယ်လက်နေကြီးလည်းကြာရောက်နိုင်တယ်မင်းတို့ drone နဲ့လည်း drop ပုံးသီးလာချနိုင်တယ်ဒါပေမဲ့ main ိုးကိုတိုးရမယ်ဆိုကွန်မန်ဒါဆပရစ်ဖြစ်သွားတဲ့အခါကျလို့ရှိရင်ရရပြီးွားပြီးတိဆောက်သွားပြီးဆိုတဲ့အခါကျလို့ရှိရင်တိဆောက်နိုင်ပြီးဆိုတဲ့အခါကျလို့ရှိရင်ရဲဘော်ကဘလို့ခံယူလာပြီလဲဆိုတော့ရတယ်ငါတို့ဘိုးကြီးတွေငါတို့ဘုံမှုတွေငါတို့တင်ရင်မှုတွေငါတို့စစ်တပ်တွေငါတို့တင်တေပသေးဆိုတဲ့စိတ်နဲ့တိုးလို့ရပြီလို့ဒါပြောချင်တာပေါ့နော်အဲ့တော့သူတို့မှဒီပါစဆိုတာမနေ့တနေ့ရမှာရောက်တယ်ဗျာပြီးတော့နှစ်နှစ်ကြာရင်ခုနှစ်နှစ်ကြာရင်ထွက်ခွင့်ပေးမယ်လို့ ပြောတယ်ဒီနှစ်နှစ်လောက်ကြားထဲမှာတယောက်နဲ့တယောက်က brother လေးလည်းမရတယ်လို့ father လေးလည်းမရဘူး commander separate လည်းမရဘူးဒီ separate သုံးခုကဘလို့မှတိဆောက်နိုင်မှုမရတဲ့အခါမှာသူတယောက်စကားတယောက်နားမထောင်တော့ဘူးပေါ့နော်နားမထောင်တော့တဲ့အခါကျတော့စစ်တပ်ကတော်တော်အခက်အခဲဒီကောင်းလေးမှာတော်တော်အခက်အခဲဖြစ်နေပြီပေါ့နော်အဲ့တော့တော်လိုင်းတက်ဖွဲ့တွေကကျတော့ဒီ separate တွေအကုန်လုံးကျွန်တော်တို့ပြီးသွားပြီပြီးသွားတဲ့အခါကျတော့ကောင်းကောင်းအရွေးတစ်ခုကိုကျွန်တော်ကောင်းကောင်းသွားလို့ရတဲ့အနေထားမျိုးဖြစ်နေစစ်တပ်ကအခုမှနောက်ကနေလိုက်ပြီးတော့ ပြန်ပြီးတော့ light တီဆောင်နေတာဘလို့မှမဖြစ်နိုင်တော့စစ်သားဟောင်းကြီးတွေကအစအဲကျွန်တော်တို့ခွေးပြေးဝဲပြေးပြီးတဲ့အနေထားမျိုးထိရောက်နေပြီဆိုတော့ဒီအဲမြေပြင်မှာထိုးလာတဲ့လမ်းလျှောက်ပြီးတက်လာတဲ့စစ်ကြောင်းကဖျော်ဖျဲနိုင်နေဆိုတာတော့ဒါတော်တော်ကြီးတဘာဝကြတဲ့ဖြစ်စဉ်လို့တော့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒါဟိုငိမ့်ညမ်းတဲ့ဘေလူးကတို့ပြောခဲ့တဲ့ဇကားလို့ပေါ့လော့ဂရန်တရားရဲ့ ုံမှန်ပြောက်ကွက်တွေပါကွာဆိုတော့ဒါကတော့တို့အတွက်ပုံမှန်ပြောက်ကွက်တစ်ခုတောင်ဖြစ်နေပြီလို့ပြောလို့ရတယ်ဗောနော်အဲ့တော့နောက်ထပ်ကျွန်တော်တို့အထူးခြားသတင်းတစ်ပုဒ်အနေနဲ့ကတော့ကျွန်တော်တို့ဒါ MND ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးကဒါ MND နဲ့တွေ့ဆုံတဲ့အချိန်မှာအဲ့ဒါ MND ကသူကစပြီးတော့မှလာရှုံမျိုးကစတင်ဆုတ်ခွာမယ်ဆိုတဲ့အချိန်မှာသူကမျိုးပေါ်16ရက်ကွက်ကိုပဲပေးမယ်။ကျန်တဲ့မျိုးပန်ဝင်းကျင်ကကျွန်တော်ကြေးရအုပ်စုတွေကြေးရတွေမှာအချင်းချင်းပြောင်းရပြအလေတက်အလေမှာပဲမင်းတို့နေမျိုးပေါ်16ရက်ကွက်မှာပဲမင်းတို့ငင်းငင်းစင်စင်နေ။ ျန်တဲ့ပတ်ချလဲနေရာကိုငါတို့ MNDA ကဆက်ပြီးတော့မှတိမ့်ပိုက်ထားမယ်အုပ်ချုပ်နေမယ်ဆိုတော့ဂရီကဝန်းနဲ့သူတို့ကဆက်ပြီးတော့မှလာရှုံမျိုးပြန်ပြီးတော့မှပေးခဲ့တာဗောနော်ပေးခဲ့တာအဲ့ဒီဟာကိုသူကဘာလုပ်လဲဆိုတော့ဒီဘေးရဟိုဟာတွေယူပါကြေးရွာတွေယူပါသူကမနေတော့နဲ့ဆိုပြီးတော့မှဖယ်ခိုင်းတယ်ဖယ်ခိုင်းတဲ့ခါကျတော့ချစ်တဲ့ဆောက်ကြည့်ရဘာနဲ့တွတ်တူနေကြောင်နဲ့တွတ်တူတယ်ကြာကြောင်လိုမျိုးပဲကြောင်နဲ့နှမ်းရတယ်ကြောင်သိခါကြောင်ပဲဗောနော်ဒီကောင်လေးကတကယ်ကြောင်ချီး လိုမျိုးလဲပြောလို့ရတယ်ပါလိုက်တဲ့ရှီကပျော့ပျော့လေးနဲ့နံတယ်ပေါ့နော်ပျော့ပျော့လေးနဲ့နံတယ်ပြီးတော့ကြောင်လိုပဲကျွန်တော်တို့ကကြောင်ကအမြဲတမ်းကျွန်တော်လူကြီးသူမတွေပြောတဲ့စကားရှိရောခေါင်းလေးတကိုယ်သာဝင်လို့ခေါင်းလေးတကောင်းဝင်လို့ရတယ်တကိုယ်လုံးရအောင်တိုးနိုင်တဲ့အနေအထားမျိုးတွေရှိရတော့အခုတို့ခေါင်းလေးဝင်ဝင်ပေးလိုက်တာနဲ့တို့တကိုယ်လုံးတိုးဖို့ကြိုးစားနေပြီဆိုတဲ့အချိန်မှာ MNDA နဲ့နည်းနည်းတင်းမာမှုဖြစ်တယ်ပေါ့နော်ဖြစ်ပြီးတော့မှ MNDA ကလုံးဝ စုတ်ခွာမပေးနိုင်ဘူးဆိုပြီးတော့မှကျွန်တော်တို့ဒါစစ်တပ်ကိုပြန်ပြီးတော့မှကောင်းကောင်းပြန်ပြီးတော့မှတုံ့ပြန်ထတာလည်းရှိတယ်ပေါ့နော်အဲ့တော့စစ်တပ်ကဒီဟာကိုမရမကသာရှေ့ဆက်ပြီးတော့တိုးမယ်ဆိုရင် MND နဲ့နောက်တစ်ကြိမ်တိုက်ပွဲတွေတောင်ပြန်ဖြစ်နိုင်တဲ့အနေအထားမျိုးဖြစ်လာမလားလို့တော့ကျွန်တော်တို့ကဟိုမျောလင်းနေတာရှိရပါတော့အဲ့တော့စစ်တပ်ကမရမကလုံမာလားဒါဒါမှမဟုတ်တရားဘောကတော့ MND ကိုတော့လက်ရှိလောလောဆယ်အထိကတော့စစ်တပ်ကကြောက်နေသေးလို့ပြောလို့ရတယ်ဗောနော်ကြောက်နေသေးလို့ပြောလို့ရတယ်ဆိုတော့ဘာကြောင့်လဲဆိုတော့ ဒေါ်လိုင်းတက်ဖွဲ့တွေကကျွန်တော်တနိုင်ငံလုံးတဝုန်းတစ်ချိန်ချင်းနဲ့ဝိုင်းပြီးတော့မှအလုတ်လုံနေတဲ့အခါမျိုးကြတော့ဒါစစ်တပ်မှဟိုအဖွဲ့ဘောင်းစုံကိုကြည့်ပြီးတော့မှသူတို့ရဲ့အင်အားနဲ့အရင်တော့ကလို့မဟုတ်တဲ့ကျွန်တော်လည်းအမြင်နဲ့ပြောပါတယ်အရင်တော့ကလို့မဟုတ်အရင်တော့က MNDA ခြားတော့ကကြံတဲ့နေရာတွေကအကုန်လုံးငြိမ်နေတယ်ငြိမ်တော့သူကရှိသမျှတက်မာတွေအကုန်လုံး MNDA တွေပွားဆိုပြီးတော့မှထိုးထည့်လိုက်ပြီးတော့မှတန်တရာတွေဝိုင်းပြီးတော့မှအမြင့်အမြင့်ဖြတ်တဲ့အမုံခြေတဲ့ ပုံစံမျိုးလုပ်တဲ့ချိန်မှာအဲ့လိုလုပ်ပြီးတော့မှသူကဇပွဲဝိုင်းဘော်ကိုရအောင်လာခဲ့တော့ဆိုပြီးတော့မှဇပွဲဝိုင်းဘော်ကိုရအောင်ခေါ်တဲ့အနေအထားမျိုးထိလောက်တာပေါ့နော်အခုကအဲ့လိုမဟုတ်ဘူးဟိုနေရာကလည်းတွေ့တွေ့တွေ့တဲ့နေရာကချနေတဲ့အခါကျတော့ကျွန်တော်တို့ဘလို့မှစစ်တပ်ကဘယ်အဖွဲ့အဝဲဖြစ်ဖြစ်စစ်တပ်ကလက်ရှိဒေါ်လောတဲ့မှာကြောက်ရတဲ့အနေအထားမျိုးနောက်နောက်လဲကြောက်ရအောင်မဲ့အနေအထားမျိုးဖြစ်နေတဲ့တွေ့ဒါ MNDA နဲ့ကျွန်တော်တို့ဒါစစ်တပ်နဲ့အဲ ပြောဆိုရေးနည်းနည်းတင်းမာမှုလေးကတော့အဲကျွန်တော်တို့ဒေါ်လာအတွက်ကောင်းတဲ့အချက်လေးဖြစ်လာမလားအဲဆိုးတဲ့အချက်ဖြစ်လာနိုင်မလား MND ကပဲလက်လျှော့လိုက်မယ်ဆိုရင်တော့စစ်တပ်ကသူ့ရဲ့အဝင်ဝိုင်းထပ်ပြီးတော့မှကျေလာမဲ့အနေအထားမျိုးဖြစ်သွားနိုင်တယ်ပေါ့ဗျာအဲ့တော့ MND ကတော့လက်ရှိလောလောဆယ်အခြေအနေထိကတော့စစ်တပ်ရဲ့တောင်းဆိုမှုကိုလုံးဝငါတို့မလိုက်လျောနိုင်ပါဘူးလို့ပြောလိုက်ပါတယ်ပေါ့နော်အဒါလေးနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့အားရကျင်းတဲ့ဖွယ်ရတခုတတ်တွေ့တယ်နေပြီးတော့လက်ရှိလောဆယ်တော့လိုင်းပေါ်မှာ trend ဖြစ်နေတဲ့အဲကျွန်တော်တို့ဝင်းကြီးများယုံ ကျွန်တော်တို့ NUG ရဲ့ဝင်းကြီးများယုံပေါ့နော်ဝင်းကြီးများယုံကကျွန်တော်တို့အတွင်းဝင်ဟာအမျိုးသမီးတူဖြစ်ရဲ့မက်ကြီးပြာပေါ့နော်မက်ကြီးပြာနဲ့ပတ်သက်ပြီးတော့မှလိုင်းပေါ်မှာ အရန်ဟော့ဖြစ်နေတဲ့ဟာလေးလေးရှိပါတယ်ဟော့ဖြစ်နေတဲ့ဟာကကျွန်တော်တို့အဓိကကကျွန်တော်တို့အနွေဒေါ်လာရေးမှာအဓိကပြဿနာကဘာလဲဆိုတော့အဲ့ဒီဟာပဲပဲငွေကြေးငွေကြေးစီးစင်းမှုကိုကျွန်တော်တို့တယောက်နဲ့တယောက်ပေါ့နော်တူနဲ့တူအဲပွင့်ပွင့်ပွင့်လင်းမှု မရှိတဲ့အရာတွေပြီးလို့ရှိရင်ထိရောက်စွာအေးအေးယူခြင်းမရှိတဲ့အရာတွေပေါ့နော်အဲ့တော့ကျွန်တော်တို့က အခုဒီကိစ္စကဘယ်သူမှလဲဘယ်သူမှန်လဲဆိုတာတော့ဒါ line ပေါ်မှာ အကုန်လုံးကြဲကြဲပြန့်ပြန့်ဝိုင်းဝန်းပြီးတော့မှ သူနဲ့ပတ်သက်တဲ့အဲတီကျွမ်းတဲ့အသည့်တွေကလည်းသူ့ရဲ့အကြောင်းကိုသိတဲ့လူတွေကလည်းခွေးကစားဘယ်လိုမျိုးအကုံညာသိဟိုဟာဖြစ်တဲ့ဟိုဟိုဒီ KTB သွားတာစားဘယ်လိုဘားသွားတာစားဘယ်လိုဘယ်လိုမျိုးတွေကိုရေးကိုရာအတွက်အသုံးဆွဲနေတယ်ဆိုတဲ့ဟာတွေလည်းဒါ line ပေါ်မှာကြဲကြဲပြန့်ပြန့်အဲ့တိတဲ့လူတွေလည်းဝိုင်းပြီးတော့မှ sharing လုပ်ပြီးတော့မှရေးသားနေတဲ့ဟာတွေလည်းတွားပြီးတော့မှ တွေ့ရတယ်ပေါ့နော်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့ကတော့တောင်းဆိုပြစီကျွန်တော်တို့လူဦးတော်လိုင်းကြီးက၅နှစ်ဝင်းကျင်ပေါ့နော်နောက်တလားနှစ်လားဆိုလို့ရှိရင်ကျွန်တော်တို့၅နှစ်ပြည့်ပြီလို့တော့ပြောလို့ရတယ်၅နှစ်သားရှိလာမယ့်အချိန်မှာ၅နှစ်သားကကျွန်တော်တို့ပို့ပြီးတော့မှလမ်းပေါ်မှာတောက်တောက်တောက်ပြေးနိုင်တဲ့အရွယ်ကိုရောက်ရတော့မယ်ပို့ပြီးတော့ကြစ်လေးခိုင်မာတဲ့အရွယ်ကိုရောက်ရတော့မယ်စကားတွေတီတီတာတာပြောနိုင်တဲ့အနေအထားမျိုးရှိလာရတော့မယ်လူကြီးသူမတွေကိုမိငုံးပြန်ထုတ်နိုင်တဲ့ အရွယ်ကောင်းတစ်ခုတောင်ဖြစ်လာပြီလို့ပြောလို့ရတယ်ဗောနော်ဒါဒါပါငှက်လဲတို့ဒါပါကောင်းကြီးလဲတို့เนาะအဲဒါယထာပါယထာအတွဲရှိတာယထာเนาะအတွဲတူတာကားတို့ဟာဒါတွေအစအကုန်လုံးဒါသူ့ရဲ့အသိဉာဏ်ကအရန်ဖွင့်ဖြိုးလာတဲ့အချိန်မှာသူ့ရဲ့မေကုံမောင်းများစွာနဲ့သူ့ရဲ့လောက်ရက်တွေရတကယ်ဦးကိုဟိုသူနောင်လာမဲ့ဘဝအတွက်ကဟိုခြေလှမ်းကောင်းတစ်ခုဖြစ်တော်မဲ့အရွယ်ရောက်ပြီလို့တော့ပြောလို့ရတယ်ဒါကြောင့်မို့လို့သူကငါးနှစ် တားအရွယ်မှာစပြီးတော့မှကျွန်တော်တို့လူဆိုလို့ရှိရင်စပြီးတော့မှကျွန်တော်တို့မူဂျိုးတို့ဒါသူငယ်ရန်တို့စပြီးတော့မှကြောင်ထားလို့ရတဲ့အရွယ်ကိုရောက်ပြီပေါ့နော်ပညာရှာအမဲ့အရွယ်တော်မဲ့ကျွန်တော်တို့တွန်းပို့နိုင်တဲ့အနေအထားမျိုးတွေရောက်ပြီဆိုတဲ့အခါမှာကျွန်တော်တို့ဒါတကယ်အဲဘဝရဲ့အဆလိုတော်ပြောလို့ရတယ်လူဘဝနဲ့တွက်မယ်ဆိုလို့ရှိရင်ဘဝရဲ့အဆလိုတော်ပြောလို့ရအရင်တော့အဲ့တော့မသိဘူးပေါ့နော်အမေတို့ဆိုပြီးတော့မှခွန်ကြွေးတာပဲစားခိုင်းရတယ်ဟိုဟင်းမကြိုက်ဘူးလို့ဒီဟင်းမစားရင်ဘူးလို့ အဒါလေးမှကြိုက်တယ်လို့ तू ဘာတွေကြိုက်တတ်တယ် तू ဘာတူရိယာတွေနှစ်သက်တယ်ဘလို့တချင်းလေးတွေနှစ်သက်တယ်ဆိုတော့ဟာလေးတွေကဆာအကုန်လုံးအတိတာနိုင်တဲ့အရွယ်ကိုရောက်တဲ့အချိန်မှာကျွန်တော်တို့ဒီလိုမျိုးဒါဘူးဘော်တလို့ပေါ်လာတဲ့ကိစ္စရက်တွေနဲ့ပတ်သက်ပြီးတော့လေတာဝန်ရှိတဲ့လူကြီးတွေကကျွန်တော်တို့ထိထိရောက်ရောက်ကလေးဖြစ်စေခြင်းပါတယ်အငါနဲ့မဆိုင်ဘူးဆိုတော့စတေတက်တစ်ခု တင်ပြီးွားလို့ကျွန်တော်တို့ပြီးသွားပြီဆိုတော့ဟာမျိုးမဟုတ်ဖဲနဲ့သူကသူဖြစ်တဲ့လူဟိုဖြစ်ပါလိမ့်မယ်ခံပါလိမ့်မယ်ဆိုတော့ဟာမျိုးတွေဆာလို့ရှိရင်ကျွန်တော်တို့အဲဘေးကနေပါဝင်ပတ်သက်ခဲ့ ဘူးတဲ့လူတွေကကျွန်တော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လေထိထိရောက်ရောက်လေးတိုင်းတိုင်းမင်းမင်းလေးလှုပ်ပြီးတော့မှအကောင်းဆုံးလေးကျွန်တော်တို့ဝိုင်းဝန်းအေးအေးဆောင်ရွက်စေချင်ပါတယ်ဒါမှသာလျှင်ဆံပြပုဂ္ဂိုလ်အဖြစ်ဒါမှန်ခဲ့မယ်သူလို့သူအမားတွေလှုပ်ခဲ့မယ်အမားတွေလှုပ်ခဲ့တာမှန်ခဲ့မယ်ဆိုရင်ပြောတာပါအဲထိခိုက်နစ်နာလို့တဲ့စိတ်ကြောင့်ပြောတာမဟုတ်ပါဘူးအဲဒီကိစ္စတွေကိုကျွန်တော်တို့အဲဒါမြေပြင်မှာအသက်ပေးပြီးတော့မှတိုက်ပွဲဝင်နေတဲ့ရဲဘော်တွေကဒီသတင်းတွေကြားလို့ရှိရင်အများအားစိတ်တက်ကြလိရှိပါတယ် အော်ငါတို့ကသာတက်ပေးတိုက်ခိုက်နေရတာကွာနော်ဖန်ရေဇာတွေကဖန်ရှာတဲ့လူတွေကဒီလိုမျိုးတွေဖြစ်နေပါလားဒီလိုမျိုးတွေလုံနေပါလားဆိုတော့စိတ်တွေကကျွန်တော်တို့စောင်းနာပြောတယ်ငါးနှစ်သားအရွယ်ကလေးလေးစပြီးတော့မှဖွံ့ဖြိုးတိုးတက်တဲ့အရွယ်မှာသူ့ကိုစိတ်တန်ရရရှိသွားအောင် မလုပ်ခွင့်နဲ့အပြစ်ရှိတဲ့လူကိုအပြစ်ပေးအေးအေးယူခြင်းကောင်းကောင်းမွန်မွန်တော်လှန်ရေးပေါ်မှာတစ္ဆာရှိရှိလုပ်တဲ့လူကိုမျှောစားခြင်းဆိုတော့အားမျိုးတွေကိုစုပေးတံပေးစနစ်၄တွေ ောင်းကောင်းမွန်မွန်လေးတိဆောက်သွားသေးကြပါတယ်ဆိုတာကိုကျွန်တော်ကဒီနေ့ကနေအကြံပြုကြင်ပါတယ်ဗျာနော်ဒါဒီကိစ္စနဲ့ပတ်သက်လို့ကျွန်တော်လည်းအများကြီးမသိဘူးကျွန်တော်တီးတလောက်လေးပြောရရင်တော့ဒါဟုတ်ရင်လားဟုတ်ဟုတ်ရင်တော့ကျွန်တော်တို့စစ်တိုက်နေတာဗျာတော်လိုင်းလုံးနေတာစစ်တိုက်နေတာကျွန်တော်တို့ဒါနဲ့ပတ်သက်ပြီးတော့မှအရင်တော့ငါနဲ့တီးခဲ့ဘူးလို့တို့အရင်တော့ငါနဲ့မျိုးတော်လို့တို့ငါနဲ့မျိုးတော်တဲ့လူမျိုးလို့တို့ငါနဲ့တဌာနနဲ့တာဝန်ထမ်းဆောင်ခဲ့တာတို့ငါနဲ့တန်ရုံးနေရှိတာတို့ငါနဲ့တအိနဲ့အတူတူနေခဲ့တာတို့ ငါနဲ့တူတူပြေးခဲ့ဘူးတာတို့ဆိုတော့ဟာမျိုးတွေတန်ရောတင်တရားတွေမထားတော့ဘဲနဲ့ကျွန်တော်ပြပြသားသားရေးယူဆောင်ရွက်ရမယ်အခြေအနေမျိုးဖြစ်လာပြီဆိုတဲ့ဟာလေးကိုကျွန်တော်အနေနဲ့ဒါအကြံပြုချင်ပါတယ်ဗျနောက်တစ်ခုကတော့ကျွန်တော်တို့ဒါပြည်ဦးလင်မှာဒါဟို DSA တို့ DSTA တို့ DSA တို့ DSTA တို့ဆိုတာကသူကပြ DSMA ပေါ့နော်သူကဒီသုံးခုကဒီဇင်မာလာတဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ဟိုဘူလောင်းနေတင်တန်းဆင်းကြတာပေါ့နော်ဘူလောင်းနေတင်တန်းဆင်းတဲ့ကာလကိုရောက်ပြီး အဘလုံးနေတင်းဆင်းတဲ့ကာလောက်ရောက်ပြီဆိုတဲ့ခါကျတော့အဲ့ဒီအချိန်မှာပဲသူကတိုက်တိုက်ဆိုင်ဆိုင်မဲပေးရမယ့်အချိန်နဲ့သွားပြီးတော့မှကွက်တီကတော့ကြနေတယ်။ကြနေတဲ့ခါကျတော့ဒီကောင်းလေးကိုဘာလုပ်လဲဆိုတော့သူကချိုတင်မဲပေးရမယ်မဲပေးခဲ့ရမယ်အဲကြက်ခိုင်ကြီးတစ်ခုတည်းကိုပဲမဲပေးရမယ်လို့ပြောတယ်ဆိုပြီးတော့မှတရင်တွေထွက်နေတာရှိပါတယ်။ကြက်ခိုင်ကြီးတစ်ခုတည်းကိုမဲပေးရမယ်လို့ပြောတာမဟုတ်ဘူးမဲပေးကိုပေးခိုင်းတာပါကျွန်တော်တို့ဒီစတတဲမှာနေခဲ့တုန်းကလည်းဒီတိုင်းပါပဲဘယ်ပါတီကမှမဲမထည့်ရပဲနဲ့ကြက်ခိုင်ကြီးပါတီတစ်ခုတည်းကိုမဲထည့်ဖို့အတွက်ကရွေးကောက်ပွဲနေ့တိုင်းမှာကျွန်တော်တို့က တက်ကမိသားစုဝင်တွေကိုအတွင်တွင်ပြောတယ်ပြီးလို့ရှိရင်ငါတို့အဲတမ်ဘရွန်နဲ့အင်လိုင်းဖြစ်တဲ့ပါတီဘယ်ပါတီမြင်လို့လဲအဲနောက်ဆုံးဒီချင်းသိကြီးပဲမြင်နေတော့မနေ့ချင်းသိကြီးကချင်းဟိုဘယ်လိုပြောရမလဲသွားမပါတဲ့ချင်းသိကြီးဖြစ်နေတာပေါ့နော်ဘာမှမလုပ်နိုင်တဲ့ချင်းသိကြီးအနေထားမျိုးပေါ့အဲ့တော့တိုင်းပြည်ကိုဖျက်ဆီးမဲ့ချင်းသိဆိုတာတို့မမြင်မဲနဲ့ဝိုင်းပြီးတော့မှမဲထဲကြမဲ့အချင်းတွေမျိုးလဲသွားပြီးတော့မှကြုံနေရတယ်ဒါကတော့တေချာပေါက်ပါပဲနော်ကျွန်တော်တို့အဲ့ဒါကျွန်တော်တို့2008 ဖတိပုံအခြေခံဥပဒေမဲပေးတော့ဆိုလို့ရှိရင်ကျွန်တော်ကအဲအဲ့တုန်းကလူပြိုဆိုတော့အိမ်မှာဒါဟိုအိမ်ကအိမ်တော်လူစရာထဲမှာကျွန်တော်နာမည်ပါနေသေးတာပေါ့အဲ့ဒါအိမ်မှာကြိုတင်မဲတမဲလာောက်ရတယ်ဒါ2008ဖတိပုံအခြေခံဥပဒေထောက်ခံမဲပေးဖို့ဆိုအိမ်မှာမဲတမဲလာောက်ရတယ်ကျွန်တော်အဲ့အချိန်မှာလက်နေကြီးတင်တန်းတက်နေတာပေါ့ခါကရဲမုံမှာလက်နေကြီးတင်တန်းတက်နေတယ်ကျွန်တော်တက်အခြေဆိုင်ရာဘူးတီတော်မှာကျွန်တော်တခါအဲကျွန်တော်တက်ပြင်ရောက်နေလို့ဆိုဘူးတီတော်မှာတခါကျွန်တော်ကြိုတင်မဲ့တမဲပေးရတယ်ကျွန်တော်တယောက်တည်းနှမဲဖြစ်သွားပြီးတော့ကျွန်တော်တင်တန်းတက်တဲ့ တင်နှန်းကြောင့်မှရက်90နဲ့ထဲကျွန်တော်ကအခြေချနေထိုင်တာဖြစ်တဲ့အတွက်တင်နှန်း9လခွဲလောက်တက်ရတာ哦ဖြစ်တဲ့အတွက်ဆိုပြီးတော့အဲ့ဒီမှာတစ်ခါထပ်ပြီးတော့မှဟိုမဲထဲအခိုင်းနေပေါ့နော်မဲထဲခိုင်းတော့ကျွန်တော်တယောက်တည်းနေမဲသုံးမဲပေးခဲ့ရတယ်2008ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းလဲဒါကျွန်တော်တို့ကတီးခဲ့ပြီးဖြစ်တဲ့အတွက်ဒါကဒီလိုပုံစံဒီလိုလောက်ရမျိုးကတော့စစ်တပ်ကသူကတပါတီတဲ့ပြိုင်တာတော့မနိုင်ပါဆိုးတဲ့အတွက်ဒီကိစ္စကတော့လုံးဝလှုပ်ဆောင်မယ်ဆိုတော့အသေးအချာပဲလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒါနောက်ဆုံးတစ်ခုကတော့ကျွန်တော် ဟိုဗီဒီယိုဖိုင်လေးတစ်ခုဖွင့်ပြခြင်းနေပေါ့နော်ဒီဗီဒီယိုဖိုင်လေးကိုအသေးချာနားထောင်ကြည့်ပေးပါဒါမဲ့နိုဝင်ဘာလ23ရက်နေ့မှာအဲဒီထိုင်းနိုင်ငံစမှုပကံဟုတ်တယ်စမှုပကံမှာအဲဘာလို့မလဲဆိုလို့ရှိရင်ဒီဒရိုက်တာကိုပေါ့ပါဒရိုက်တာကိုပေါ့ရှိုက်ကူးထားတယ်ပြီးရင်မင်းမော်ကွန်အပါဝင်တခြားသောဒီအကြံဖက်ဗီဒီယိုတွေတရုပ်ဆောင်ထားတဲ့ပြုံပြုံလေးဆိုတဲ့စကားကိုရုံတင်မယ်ဆိုပြီးတော့ကြော်ညာကြတယ်အဲ့တော့သူတို့လူမှုကွန်ရက်တင်းနေအရာတော့အဲ့လိုမျိုးလေးထားအောင်ဆိုချင်းမိုင်ပါလေ ချင်းပိုင်းမှာမဲဆောင်မှာတို့တို့ဒီယုံတင်ပြီးသွားပြီဆိုပြီးတော့တို့ရဲ့လူမှုကွန်ရက်သတင်းတွေအများသိရတယ်ပေါ့နော်ဘယ်ယုံဒီမှာတင်လဲဆိုတော့ကျွန်တော်တို့မသိဘူးဒါပေမဲ့အခုဒီလာမယ့်နိုဝင်ဘာလ23ရက်နေ့မှာတော့အဲဒီထိုင်းနိုင်ငံစပုပကံမှာအတို့ဒီကောက်ကိုယုံတင်မယ်အခုလက်မှတ်တီတောင်တို့ချောင်းနေကြပြီလို့သိရတယ်ပေါ့နော်အဲဒါလေးတက်လာတယ်အဲ့တော့ဒီကနေ့လဲ information team မှာလည်းကျွန်တော်ဝင်ပြီးတော့မေးခဲ့လိုက်ပါတယ်နော်ထိုင်းနိုင်ငံအဲ့လိုအဲ့လိုတွေလုပ်နေတယ်အကြမ်းဖက်သမားတွေကိုထောက်ပို့ဖို့အတွက်ထောက်ပံ့ဖို့ရအတွက်စကားတွေဒီမှာယုံကြည်နေရတယ်။အဲ့ဒါကိုကျွန်တော်တို့မြန်မာနိုင်ငံအစိုးရအနေနဲ့ရောတရမန်ရေးရအနေနဲ့ရောထိုင်းနိုင်ငံကို အတီးပေးတာတွေအချောင်းချစာတွေအလုတ်တာတွေလုတ်သလားပေါ့နော်လုတ်လုတ်ဖို့အစီအစဉ်ရှိလားမရှိဘူးလားပေါ့ဒီမှာအဲ့ဒါလေးတောင်းမိထားတယ် information team မှာအခုချိန်ထိတော့မဖြေသေးဘူးအနိုင်ပါတယ်မှန်တယ်အခုဒါညနေ6နာရီကျော်ပြီပေါ့နော်အခုချိန်ထိတော့ကျွန်တော်အဖြေမရသေးဘူးဒီမှာအဲ့လိုနေမိထားတယ်အဲတပတ်သူအဲ့တော့ထိုင်းနိုင်ငံကလေဟိုအချက်စာရိတ်ကဘလောက်ထိုင်းနိုင်ငံကမြန်မာနိုင်ငံပေါ်အချက်စာရိတ်ကဘလောက်မကောင်းလဲဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံတွေကလက်နက်ကိုင်တောင်းကျမ်းသူတွေပေါ့နော်လက်နက်ကိုင်တောင်းကျမ်းသူတွေကိုသူတို့နိုင်ငံထဲမှာအေးအေးလေးလွတ်လွတ်လပ် သွားလာနေတိုင်းပဲပေးထားတယ်။အဲဒီတက္ကသိုလ်တောင်းကျသူတွေရဲ့ပိုင်ဆိုင်မှုတွေထိုင်းနိုင်ငံမှာအေးစီလက်ခံထားရှိထားတယ်။ပြီးရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာ2021ခုနှစ်မှာနိုင်ငံရေးဖြစ်စဉ်ကြီးဖြစ်တော့ခါကြတော့ကျွန်တော်နိုင်ငံရဲ့ဒီနိုင်ငံတော်လံပုံကံမဲ့သူတွေအစိုးရကတော်လံပုံကံမဲ့သူတွေအကောင်လုံးဘယ်ရောက်ရောက်လဲဆိုအဲထိုင်းနိုင်ငံမဲ့ဆောက်ကနေပြီးတော့ဟိုချင်းမှအောင်ရအောင်တို့ထိုင်းနိုင်ငံပိုင်းကလူတချို့ပါပါပါတယ်။အဲကျွန်မအဲတုန်းကတော့ကျွန်မတရင်ရသမျှအကောင်လုံးစုဆောင်းပြီးတော့တောင်ရှိသူတွေကိုပို့ခဲ့မှုလေပေါ့နော်။အဲထိုင်းနိုင်ငံကအဲတောင်ရှိတဲ့ပုံကိုကိုယ်တိုင်သူကကားနဲ့ကယ်ရိုက်ပေးရ မြန်မာနိုင်ငံကဒီမဲဆောက်ကနေပြီးတော့ချင်းမိုင်ဒီဘဘလောက်ဆိုပြီးတော့တကယ်ရိုက်ပြီးပို့ပေးတာဒီ CRM လုပ်တဲ့သူတွေပေါ့နော် CRM လုပ်တဲ့သူတွေပြီးရင်နောက်ထပ်တနိုင်ငံကိုထပ်ပြီးတော့ဒါ refugee အနေနဲ့ရှောက်ထားမဲ့သူတွေအမေရိကသွားမဲ့သူတွေအော်စီသွားမဲ့သူတွေအဲ့အကောင်ကတော့တခါတည်းတကယ်ရိုက်ပြီးပို့ပေးတာချင်းမိုင်ကိုအားလုံးသာဆိုပြီးချင်းမိုင်ဒီမှာတစ်ဆင့်နောက်ထပ်နိုင်ငံနိုင်ငံတွေတရားနိုင်ငံတွေကိုတွားပေါ့အဲ့လိုမျိုးလုပ်ပေးတာဆိုတော့ထိုင်းနိုင်ငံအဲ့လိုမျိုးအချင်းလိုက်တာရှိတယ်ပြီးရင်မြန်မာနိုင်ငံကတောင်းတလို့ဒီအားလုံးလက်ခံပေးထားတယ်ထိုင်းနိုင်ငံ ပြီးရင်တောင်ကျသူတွေတင်လက်ခံတာမှာအဲတောင်ကျသူတွေကိုဆက်ပြီးတော့ရှင်းတမ်းတာလို့အဲတောင်ကျသူတွေရောင်းဝယ်ချတာတွေနဲ့ပတ်သက်ပြီးတော့ဂူညီအားပေးထားတယ်အခုဆိုရုပ်ရှင်တွေပြပြီးတော့မှာအဲ့တော့အဲ့တော့ထိုင်းနိုင်ငံကလူတွေကိုကျွန်မမေးချင်တယ်ပေါ့နော်ထိုင်းနိုင်ငံကိုဒီနေရာကနေမေးချင်တယ်ကျွန်မကနားလဲလဲမလဲလဲဟိုတည့်ရသူတွေဒီဗီဒီယိုခါအောင်ပြပြပြီးတော့ဘာသာပြန်ပေးလိုက်ကြဗျာနော်ကျွန်မပြောချင်တယ်အခင်ဗျားတို့ထိုင်းနိုင်ငံကိုတော်လန်ပုံကံမဲ့သူတွေခင်ဗျားတို့ထိုင်းအစိုးရခင်ဗျားတို့ထိုင်းဘရင်တပ်မတော်ကိုတော်လန်ပုံကံမဲ့သူတွေကိုကျွန်မတို့မြန်မာနိုင်ငံမှာနှင်းပါကျွန်မတို့ခေါ်ထားမယ်ခေါ်ပြီးကွန်မန့်ပေးခိုင်းမယ် ါတို့မြန်မာနိုင်ငံတော့မှနေနေပြီးတော့ရင်တို့ထိုင်းဆိုးရောက်ပုံကံအဲ့မှာပုံကံမဲ့သူတို့မိဒီကနေ့ကွန်မန်းပေးဒီကနေ့ပြီးကွန်ထရိုးလောက်ဒီမှာစင်နာဆိုးရောက်ဖွဲ့နောက်ဖွဲ့ပြီးဒီကနေ့ပြီးကွန်မန်းပေးပြီးတော့မြန်မာထိုင်းအဆိုးရောက်ပုံကံခိုင်းစတိုင်းပြခိုင်းဘာလို့မြန်မာနိုင်ငံမှာအေးစိတ်နေဆိုပြီးကျွန်တော်တို့အဲ့လိုခေါ်ထားပေးမယ်ရမလားရမလားအဲ့လိုခေါ်ထားမယ်ခင်ဗျားတို့ရင်ခံပါလားအဲ့စကားကိုကျွန်တော်တို့မေးချင်တယ်နောက်ကျွန်မထိုင်းနိုင်ငံမှာတော့မမရောက်တာတော်တော်ကံကောင်းတယ်ကျွန်မရောက်ရဲ့အဲ့လိုသွားမေးမှာအဲ့တော့ထိုင်းနိုင်ငံလူတရရောက်လာမယ်ဆိုလို့ရှိရင်ကျွန်မအဲ့ဒီမေးခွန်းမေးပြန်ပါအတိအကျပါတယ် နော်အဲကျွန်မလည်းဒီပွဲရိတ်တက်နေရထိုင်းရသူတွေနဲ့ကျွန်မတိမ်မတွေ့ရသေးတွေ့ပြင်ကျွန်မမေးမှာတခြားတော့မေးမှာဘာဖြစ်လို့လဲဆိုတော့အာမင်းငါတို့ငါတို့နိုင်ငံတော်အစိုးရငါတို့နိုင်ငံတော်တော်လန်ပုံကံနေရသူတွေကိုကြာငါတို့နိုင်ငံထဲမှာလက်ခံထားအဲဆိုမင်းတို့နိုင်ငံကိုတော်လန်ပုံကံဖက်သူတွေငါတို့မြန်မာနိုင်ငံထဲမှာလက်ခံထားမယ်သူကသူကြိုက်တော့တုံးတဲ့တိုင်မကတော့အထက်30တိုင်ကြီးမင်းနဲ့ပဲဆောက်ပြီးနေနေငါတို့လက်ခံထားပြီးတိုင်မှာသူကသူမင်းတို့ထိုင်းဘက်ငွေတွေတန်းနဲ့ချီပြီးတော့ပဲယူလာယူလာငါတို့ငါတို့ဘာနေမှာလက်ခံထားပြီးတိုင်မယ်သူရဲ့ပိုင်ဆိုင်မှုတွေအေးစေးထားပြီးထားမယ်ပြီးရင် तू စိတ်ကြိုက် င်တို့အဲ့မှာထိုင်းနိုင်ငံကြီးမတိမနေဖြစ်အောင်ထိုင်းနိုင်ငံကြီးအထိုင်းဘရင်ထိုင်းဆိုရတွေကိုဒါဟိုတော်လံပုံကံမဲ့သူတွေသူကသူဘာတွေပဲပြောနေကောနေဘလို့ပဲကွန်မန့်ပေးနေပေးနေငါတို့အေးစေးသူ့ကိုထားရမယ်ဆောင်ရှောက်ပေးထားလိုက်မယ်ဆိုရင်ခင်ဗျားတို့လက်ခံပါလားထိုင်းနေခင်ဗျားတို့လက်ခံပါလားနော်အဲ့ဒါလေးမေးစင်လေအဲ့ဒါလေးမေးချင်တာရှိတယ်အဲ့တော့ခင်ဗျားတို့ကိုချင်းစာပါနော်ကျမတို့နိုင်ငံဇူနိုင်ငံသားတွေကျမတို့အေးချမ်းနေချင်ပြီနော်ကျမတို့နိုင်ငံကဒါမှိုင်းနေကြရက်တွေထအောင်လုပ်မဲ့သူတွေကိုပတ်ဖြောက်စေချင်ပြီအဲ့တော့ information တိရမှာလည်းမေးထားတယ်အဲ့တော့ဒီထိုင်းနိုင်ငံထိုင်းမြန်မာတန်ရောအနေနဲ့လည်း အဲတခုခုပေါ့နော်အတိပေးရပဲဖြစ်ဖြစ်သတိပေးရပဲဖြစ်အကြောင်းကြားတာပေးရပဲဖြစ်ဖြစ်ဆောင်ရွက်ပေးပါကျွန်တော်တို့ကတော့လက်မခံပါဘူးနော်ကျွန်တော်တို့ကလက်မခံပါဘူးအင်ဂျီချင်းနိုင်ငံဖြစ်ပြီးတော့အင်ဂျီချင်းကောင်းမပီတာတဲ့ထိုင်းနိုင်ငံရဲ့လုပ်ရက်တွေကိုကျွန်တော်တို့ရှုံချပါတယ်ဖြစ်နိုင်တယ်ကျွန်တော်ဖိုင်ဖုန်ကံပြောကိုစမ်းသပ်ပြခြင်းလေးရနော်ကိုကကောင်ဒါအများကြီးမလုပ်နိုင်သေးလို့ကျွန်တော်ကလုပ်ဆရာရေကောက်ပွဲနဲ့ပတ်သက်ပြီးလုပ်ဆရာရအများရှိတယ်လို့ဖြစ်နိုင်တယ်ကိုတော့စမ်းသပ်ပြခြင်းလားကျွန်မရဲ့စိတ်ရင်းပါဒါကတော့ထိုင်းနိုင်ငံရဲ့မကောင်းတဲ့အကျင့်စရိုက်တွေအကြောင်းညွှန်ပြပေးတာဖြစ်ပါတယ်ကဲတော့ဘူယိုဖိုင်ကိုနောက်ထောင်ပြီးသွားတဲ့အချိန်မှာ ဘာတွေကြားလဲရလဲဘာတွေသိလဲရလဲဆိုတော့အတိတ်ကြားလဲဒါနားထောင်နေတဲ့ဒေါ်လန်ပြည်သူလူထုရဲ့အတွေးထဲမှာတော့အတွေးများစွာတော့ရှိသွားလိမ့်မယ်။သူကပါလဲဆိုတော့ပြုံးပြုံးလေးရုပ်ရှင်နဲ့ပတ်သက်ပြီးတော့မှဝေဖန်တာပေါ့နော်။ပြုံးပြုံးလေးရုပ်ရှင်နဲ့ပတ်သက်ပြီးတော့ဝေဖန်တရောင်ရောင်နဲ့ပြုံးပြုံးလေးကိုတည်ပြီးတော့မှဘလို့လှုပ်သွားလဲဆိုတော့အဲ့ဒီနော်ဒါကြောက်စရာအပေါ့ကျယ်မှဘာပြီးပြောလဲဆိုတော့ဒဇင်ဦးဆိုတဲ့ကောင်မကနော်။ထိုင်းအစိုးရနဲ့ကျွန်တော်တို့ အွန်လိုင်းဘက်တော်သားတွေကိုပထမတစ်ချက်ကရန်တိုက်ပေးခဲ့တယ်။နော်ရန်တိုက်ပေးခဲ့တယ်။ဒါမှမဟုတ်လက်ခံထားမယ်ဆိုရင်ဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ပေါ့နော်။ပြီးတော့ထိုင်းဆိုးရွားကိုတော်လန်မဲ့လူတွေကမြန်မာပြည်ထဲမှာလာနေခဲ့ရင်အတုံးနဲ့တိုက်ကြီးပဲစောင့်နေဘတ်တန်းရှိပြီးတော့ပဲဘလို့ဖြစ်ဖြစ်ညာလို့ဖြစ်ဖြစ်အဲကျမတို့လက်ခံထားမယ်ဆိုရင်လက်ခံမလားဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်။အဲ့တော့လက်မခံရင်ဟိုဟိုလက်ခံလို့ပဲကျွန်တော်တို့ပြောရတော့မှာပေါ့နော်။အဲ့ဒီကောင်မကိုပြောချင်တာကတော့အဲ့ဒီ ထိုင်းဆိုးရွားကိုတော်လှန်မဲ့လူဆိုတာရှိလားနိုင်ငံတကာမှာဒီလိုတော်လှန်ရေးမျိုးရှိလားနိုင်ငံတကာမှာဒီလိုမျိုးညစ်ပတ်ပြီးတော့စုပ်ပြတ်တက်နေတဲ့စစ်တပ်မျိုးရှိလားပြည်သူလူထုအနိုင်ချင်းပြည်သူလူထုကိုပြောင်းလဲတယ်နော်ပြည်သူလူထုကိုကြတော့ဘာပြောလဲလမ်းပေါ်မှာအော်ခဲ့တည်ရဲတဲ့ကောင်ထွက်ခဲ့ဆိုပြီးတော့တနက်ကြီးကင်လာပြီးတော့လက်ပလာနဲ့ပြည်သူလူထုကတည်ရဲတဲ့ကောင်ထွက်ခဲ့ဆိုတော့ဘသူကထွက်ရဲမှာတော့ပြီးတော့ပြည်သူလက်ထဲကိုလက်နဲ့ရောက်သွားပြီးပြည်သူတွေတော်တဲ့ရောက်တယ်ပြည်သူလက်ထဲကိုလက်နဲ့ရောက်သွားပြီးတော့မှာ မင်းတို့ရှိရစခန်းကုန်းတွေတက်လိုက်တဲ့ခါကျတော့လက်ကလေးခေါင်းပေါ်တင်ပြီးတော့မှကျွန်တော်ကစိတ်မပါလို့ပါအစရရပြေးရင်နေတာပါတော့ကျွန်တော်ဘယ်လိုဖြစ်ပါလဲကျွန်တော်မိသားစုဘယ်လိုမျိုးရှိပါတယ်လို့ဘာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်မတက်ပါနဲ့လို့ဆိုတော့ support တွေကအဲ့ဒီခါကျမှပါဇက်ပေါက်ကနေပြီးတော့ပဇက်ပေါက်ကနေထွက်ရဲတယ်ဆိုတော့ဟာမျိုးတွေကဒါကျွန်တော်ပြောချင်တာပေါ့နော်အဲ့တော့ဒဇင်ဥစွာကောင်မှနင်းစစ်တက်ကိုလည်းနင်း lobby လုပ်နေစစ်တက်ရဲ့အခြေအနေလည်းနင်းမှနင်းပြန်ပြီးတော့ကြည့်အောင်ဒီလိုစစ်တက်မျိုးတော်လန်ခံရတာကနေတော့နေသေးတယ်ဒီတဲ့မကတော့ တော်လန်ခံရအောင်မယ်ဆိုတဲ့ဟာလေးကိုပြောချင်တာပေါ့နော်ပြီးတော့နောက်တစ်ခုက तू ကထိုင်းနဲ့မှာကျွန်တော်နေတဲ့တော်လန်အင်အားစုတွေပြုံပြုံလေးကိုတဲတာနော်တဲတာကတော့ထိုင်းနဲ့မှာနေတဲ့ကျွန်တော်တော်လန်အင်အားစုတွေအေးဆေးစွာနေထိုင်ခြင်းကိုထိုင်းဆိုးရကလက်မခံပါနဲ့ तू ကထိုင်းလူကြီးနေတော့ तू ကတွေ့ကျင်သေးတယ်မဲ तू ကသူ့ဆင်းနဲ့တွေ့ကျင်သေးတယ် तू ကတွေ့ပြီးတော့မှအဲ့တော့စကားတွေပြောပြခြင်းသေးတယ်။ဘာဘာလို့ခြင်းသေးညာလို့ခြင်းသေးတယ်ဆိုတဲ့ဟာပေါ့နော်။ဒီလူတွေလက်မခံပါနဲ့လို့ပြောတယ်။နောက်ဆုံးကျတော့သူက ဘာပြောဘာပြောလဲဆိုတော့ဒါထိုင်းအစိုးရကပေါ့နော်ဒီလိုမျိုးတွေဟိုဖြစ်ပြီးတော့မှမြန်မာပြည်ဘက်ကိုလှည့်မကြည့်ပဲနဲ့ပေါ့နော်ထိုင်းအစိုးရကဒါကျွန်တော်တို့ဟိုမြန်မာနိုင်ငံကိုပေါ့ကျွန်တော်တို့မြန်မာနိုင်ငံကိုအဲတော်လန်နေတဲ့လူတွေကိုလက်ခံထားတဲ့ဟာကထိုင်းအစိုးရရဲ့အကျင့်မကောင်းခြင်းတို့ဘာဖြစ်တယ်လို့ညာဖြစ်တယ်လို့အဲ့ဒါဒီစကားကိုလည်းသူကဘာပြောလဲဆိုတော့ဒီဟာကိုလည်းကျွန်မပြောတဲ့စကားကိုတော့သူတို့နားလည်ခြင်းမှနားလည်မှာပါပေါ့နော်ထိုင်းဟိုထိုင်းလိုဘာသာပြန်ပြီးတော့မှ ဟိုထိုင်းအတာဝန်ရှိတဲ့လူတွေကိုပြောပြလိုက်ပါတော့ဗျာသူကစကပြန်တော့ငားလိုက်သေးတယ်ပေါ့နော်စကပြန်ငားပြီးတော့ပြောပြခိုင်းနေတာကနောက်ဆုံးတော့အနှစ်ချုပ်ချင်တာဗျာဒီကောင်မပြောရတာတဲတာပြုံးပြုံးလေးကိုတဲတယ်ထိုင်းဆိုးကလည်းကျွန်တော်တို့ရန်တိုက်ပေးတယ်ပြီးရင်ထိုင်းဆိုးကမကောင်းကြောင်းပြောသွားတာဖြစ်တယ်ထိုင်းဆိုးကလူကြီးမင်းများအနေနဲ့လဲမြန်မာပြည်မှာဒီလိုမျိုးငါတို့ပြောနေတဲ့လူရှိပြီဆိုပြီးတော့ main online ကိုလှမ်းခေါင်းခေါက်ပြီးတော့မှအဲကောင်မပါဇက်ပေါက်ပိတ်ခိုင်းမလားနော်မင်းတို့နဲ့ငါနဲ့ပြဿနာတက်မလားဆိုတဲ့ဟာမျိုးလေးလဲထိုင်းဆိုးကဘက်ကနည်းနည်းလေး မြန်မာပြည်ကိုပြန်ပြီးတော့မှနည်းနည်းဖိအားပေးစေချင်တယ်ဆိုတဲ့ဟာလေးကိုပြောချင်ပါတယ်အဲ့တော့ဒါကျွန်တော်ဒီနေ့ပြောခဲ့တဲ့ထဲမှာ MND နဲ့ပတ်သက်ပြီးတော့မှ MND ကတော့ကျွန်တော်ပြည်သူ့ဘက်မှာဆက်လက်ပြီးတော့မှအဲလာရှုပ်ပေးတာကလွဲလို့ဂျန်တဲ့ကိစ္စတွေဆက်လက်ပြီးတော့မှရက်တီပေးအောင်မယ်လို့တော့ကျွန်တော်အနေနဲ့မြင်ပါတယ်နောက်တစ်ခုကတော့ဒါတကယ်အဂရိလိုက်စားတဲ့လူဆိုလို့ရှိရင်အများဆုံးဖော်ထုတ်ပြီးတော့မှတက်ဆိုင်ရာကပြင်းပြင်းထန်ထန်အေးအေးယူလို့အေးအေးယူတင့်ပါတယ် သူများနိုင်ငံမှာထောင်ချလို့မရဘူးဆိုသူနေတဲ့နေရာကထိုင်းမြန်မာနယ်စပ်မှာပါကျွန်တော်တို့ KNU မှာလည်းအချုပ်တွေအများကြီးရှိပါတယ်ကျန်တဲ့နေရာတွေမှာလည်းအချုပ်တွေအများကြီးရှိပါတယ်တကယ်သာဟုတ်ခဲ့မယ်ဆိုလို့ရှိရင်ကြိုက်တဲ့အချုပ်ကိုပို့ပြီးတော့မှကျွန်တော်တို့ဘယ်နှစ်အချုပ်ထဲမှာထည့်ထားမလဲဆိုတဲ့ဟာလေဒါလုလို့ရပါတယ်ဆိုတဲ့ဟာလေးလည်းကျွန်တော်ကတက်ဆိုင်ရာတာဝန်ရှိတဲ့လူတွေကိုအကြံပေးခြင်းပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ပြည်သူလူထုရောစစ်တပ်ကလူတွေရောအကုန်လုံးဒါစစ်တပ်ရဲ့ လက်ဝါအောက်မှာရှိတဲ့လူတွေမှန်သမျှကအဲကြံ့ခိုင်ရေးကိုမဲပေးဖို့အတွက်ကတော့ကြံ့ခိုင်ရေးကတော့တောက်လျှောက်ဖိအားပေးနေမှာပဲဆိုတဲ့ဟာကိုပြောကြရင်လည်းကျွန်တော်ဒီနေ့သတင်းတင်ဆက်မှုလေးကိုညီကုန်းချုပ်ပါရက်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်